ကျွန်တော်မိတ်ဆွေတွေကိုဒီနေ့မှာ AI နဲ့ဖန်တီးထားတဲ့လူသားဆိုတဲ့ခေါင်းစဉ်အကြောင်းကျွန်တော်ပြောပြမယ်။ဒီခေါင်းစဉ်ကိုကျွန်တော်ဘာဖြစ်လို့ပေးထားလိုက်တာလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေအားလုံးအတွက်အကျိုးရှိစေချင်လို့အတွေ့အခေါ်တစ်မျိုးပြောင်းလဲသွားစေချင်လို့ AI နဲ့ဖန်တီးထားတဲ့လူသားကြီးအကြောင်းလားအဲ့လိုမဟုတ်ဘူး။ညီကုန်းချုပ်အနေနဲ့လိုတိုရှင်ကြိုပြီးပြောပြရင်အဲ့ဒီ AI နဲ့ဖန်တီးထားတဲ့လူသားတယောက်ကကျွန်တော်မိတ်ဆွေဖြစ်ရမှာ။ကျွန်တော်တို့ကိုစီကိုစီဖြစ်ထား။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောပြမယ်။ကျွန်တော်တို့အခု2025ကုန်တော့မယ်။ ဒီကြမ်းမှာလာတဲ့ကိုရောက်နေပြီရှေ့2026မှာပြင်ဆင်မှုတွေအများကြီးပဲကုမ္ပဏီတိုင်းကပြုလုပ်နေတယ်ပြုလုပ်နေတဲ့အထက်မှာကျွန်တော်တို့အခုလက်ရှိအနေအထားအရရှင်းတန်းနိုင်မှုအလုပ်တွေအောင်မြင်နိုင်မှုစီးပွားရေးလုပ်ငန်းရှင်တွေပို့ပြီးတော့အတွေ့အစ်အမြင်တွေတွေဖြစ်ပေါ်လာဖို့နောက်တစ်ခုကအကြောင်းသူကြောင်းသားတွေဆိုရင်စာတင်တဲ့နေရာမှာပို့ပြီးတော့သူများနဲ့မတူတဲ့သဘောတဘာဝတွေနဲ့ရင်ဆိုင်နေနိုင်မှုအလုပ်သမားတွေဝန်ထမ်းတွေဝန်ထမ်းလောကမှာခင်ဗျာသူများနဲ့ ဒီတိုင်းပဲ eBay eBay နဲ့ကျွန်တော်တို့ဆက်လိုက်နေတော့မှလာသူများနဲ့မတူတဲ့တမှုထူးခြားတဲ့လူသားတယောက်အဖြစ်ပြောင်းလဲဖို့လိုအပ်နေပြီအဲ့ဒါမှမပြောင်းလဲထားရင်အဲ့ trend ပေါ့ဗျာအဲ့ဒီခေရေးစီเจ้าကောင်မှကျွန်တော်မိတ်ဆွေမလိုက်ထားဘူးဆိုရင်ဘာနဲ့သွားတူမလဲဆိုတော့တစ်ချိန်တော့ internet စပေါ်ကစားအချိန်လေ internet တော့ပေါ်နေပြီလူတွေ internet မသုံးဘူးအဲ့မသုံးရင်မသုံးရနေအဲ့နောက်ကျကြံခဲ့တဲ့နှုံးနဲ့ AI ဆိုလဲဒီလိုပဲမိတ်ဆွေက AI skill တွေကိုမပေါင်းစည်းထားဘူးမပေါင်းစည်းထားဘူးဆိုရင် ျွန်တော်မိတ်ဆွေသူများနဲ့သွားရှင်လိုက်တဲ့အခါမှာ2026ထဲမှာတော်တော်ကြီးကိုအပြတ်သက်ကွာနေလိမ့်မယ်။ဟိုလူတယောက်ကသူ့နောက်ွယ်မှာတကိုးရှင်ပရော်ဖက်ဆာတကောင်ကောင်ရှိနေတဲ့ကဲတို့ကိုအဲ့လိုဖြစ်နေလိမ့်မယ်။ကိုယ့်ရဲ့ပြိုင်ဘက်ကလေတုံးနေလူပါလေ။အဲ့ဒီကိစ္စတွေကိုအသေးစိတ်မတော်ခင်မှာကျွန်တော်မိတ်ဆွေတို့သိရမယ်စကားလုံးတစ်လုံးပါဒီဗီဒီယိုထဲမှာအဲ့ဒါကဘာလဲဆိုတော့ကျွန်တော် AI 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 ကျွန်တော်လည်းဒီမြန်မာပြည်မှာ AI AI နဲ့ကျွန်တော်စပြောရင်းနဲ့ AI ကိုတော်တော်များများလူတွေသိလာကြတယ်အဲ့လိုပဲကျွန်တော်အရှိအစီနီယာကြာစွာနဲ့ AI အကြောင်းပြောပြခဲ့တဲ့သူတွေလည်းရှိသလိုအခုလက်ရှိမှာ AI နဲ့ဟိုတင်နန်းတွေရော business တွေရော application တွေရောဆုံးနေတာပဲเนาะအဲ့တော့ AI အကြောင်းအသေးစိတ်ကကျွန်တော်ဗီဒီယိုတွေအရှိမှကျွန်တော်ပြောပြထားခဲ့ပြီးသားဖြစ်တယ်ဒီနေ့သိရမယ့်စကားလုံးတစ်ခုက AGI ကျွန်တော်မိတ်ဆွေတွေ AGI ဆိုတော့ကြားဘူးလားမသိဘူးနာမည်ကြီး company တွေအားလုံးနာမည်ကြီး company တွေရဲ့ဥက္ကဋ္ဌတွေ CEO တွေအားလုံးဒီအမြဲတမ်း AGI AGI ဆိုတဲ့စကားကို ထည့်ပြောတယ် AGI artificial general intelligence AGI AGI whatever you want to call it super intelligence and AGI our goal is to make AGI when AGI arrives you know i think it's going to change uh, pretty much everything about the way we do things အဲ့ဒီ G0 ကစုပြီးတင်ပြထားတဲ့ဗီဒီယိုရဲ့မှာကမ္ဘာပေါ်ကထိတ်သီး CEO AI company CEO တွေအားလုံးက AGI ကမကြခင်လာတော့မယ်သူတို့ AI ဖန်တီးရတဲ့ရည်ရွယ်ချက်တွေ AGI ကြောင်းလို့လူတိုင်းပြောတယ်တချို့က နှစ်နှစ်ကြာမယ်ပြောတယ်တချို့ကနောက်တဲ့10နှစ်မှဖြစ်လာနိုင်တယ်ပြောတယ်ဘယ်လိုပဲပြောပြောအနာဂတ်မှာဖြစ်လာမယ့်အရာတွေကြောက်ဖို့လည်းကောင်းတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ကျွန်တော်တို့လူသားတွေရဲ့ creation တွေအားလုံးကိုလုံးဝအကတ်တမဲ့စွာနေပေါ့ဗျာတီထွင်ကြံစားမှုတွေအားလုံးကဖြစ်ပေါ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ AI ခေတ်ကြီးမှာကြည့်ကြည့်ကျွန်တော်မိတ်ဆွေပုံတွေဖန်တီးလို့ရနေတယ်ဗီဒီယိုတွေဖန်တီးလို့ရနေတယ်ကုတ်တင်တွေရေးလို့ရနေတယ်မတိတဲ့မတက်တဲ့ကိစ္စတွေအကုန်လုံးက AI power ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့လူပိန်းတွေက အဆုံလုတ်တက်လာတယ်။မနေ့ကဆိုကျွန်တော် application တစ်ခုကိုကျွန်တော်ကြည့်နေတယ်။သူကတချင်း guitar တီးပြီးတော့ထည့်ပေးလိုက်ရုံပဲ။ drum နေ၊ bari ၊ blue feel တွေဘယ်လိုလိုချင်လဲ။ကျွန်တော်တို့ဘယ်လိုတီးလုံးတန်ဆင်ဒီနေရာမှာဘယ်လို roll လိုချင်လဲ။ bass line ကဘယ်လိုလိုချင်လဲ။ပြီးသွားပြီ။ musician ကမလိုတော့ဘူးဖြစ်နေတယ်။အဲ့တော့တကယ် human like လူသားဆန်တဲ့အနှစ်သာရတွေတဖြည်းဖြည်းနဲ့တံပိုးတက်လာမယ်။ပကြီကားတွေတကယ်လူသားတွေရဲ့ပြီးသူကားတွေအမှုပညာတွေနောက်တစ်ချိန်မှာအဲ့ဒါတွေကရွှေတို့စိန်တို့လိုမျိုးတံပိုးတိတ်ကြီးလာလိမ့်မယ်။ကျွန်တော်တို့တက်တန်းနဲ့တော့မှီချင်မှမှီမယ်။ လူသားဆန်သောအရာကတော့တပြေးပြေးနဲ့နဲလာပြီးတော့တံမိုးကြည့်လာမယ်။ဤပညာဆန်တဲ့အရာဓာတ်တွေကပို့ပြီးများလာမယ်။အရာဓာတ်တွေမျိုးစုံဖြစ်လာပြီးတော့ပွားထလာမယ်။တခြင်းနေအမှုပညာတွေရုပ်ရှင်တွေဗီဒီယိုတွေဓာတ်ပုံတွေကျွန်တော် application တွေခုတ်ရေးတာတွေကျွန်တော်အလုပ်မှာဆိုလဲ Microsoft Excel ကိုလူနဲ့မရေးတော့ဘူးလေအခုတော်တော်များများ AI နဲ့ပဲကြော်ယူထားပြီးတော့ရေးနေကြတယ်။အဲ့တော့ AGI အကြောင်းကိုဆက်မသွားခင်မှာ AI ရဲ့လက်ရှိဒီနေ့အနေထားကိုကျွန်တော်ပြောပြမယ်။ Promise တွေက AI ကိုသုံးပြီးတော့ ုံလေးဖန်တီးမယ်ဆိုရင်သူ generative လုပ်ပြီး generative AI ခေါ်တာပေါ့ဗျာပုံကိုထုတ်ပြီးကျွန်မစစ်သချင်းဖန်တီးခြင်းနဲ့ AI တော့တုံးရင်သချင်းဖန်တီးပေးလိမ့်မယ်ဗီဒီယိုဖန်တီးခြင်းနဲ့ AI တော့တုံးရင်ဗီဒီယိုဖန်တီးပေးလိမ့်မယ်ကျွန်တော်တို့က programmer တွေခုတ်တီးရေးဖို့ကိုအခုညီတောင်းနေတယ်အဲ့ဒါဆိုရင်ခုတ်တီးရေးဖို့အတွက်ကို AI ကခုတ်တင်နေအများကြီး programming ခုတ်တီးတန်းစီပြီးတော့ရေးပေးလိမ့်မယ်နောက်တစ်ခုကျွန်တော်မိတ်ဆွေကဝန်ထမ်းကျွန်တော်လူမျိုး remote job တွေလုပ်တယ်ရုံးအလုပ်တွေလုပ်တယ်ဆိုရင် Microsoft Excel တွေ PowerPoint 2စီအကုန်လုံးဒီအခုနောက်ပိုင်းမှာ manual ဘာမှမလုပ်တော့ဘူး excel ရိုက်တာအစဇာတ်ဆွဲတာအစစာရင်းတွေအနှစ်ချုပ်တာအစ report တွေပြင်ဆင်တာအစ AI နဲ့ပတ်ချာလဲဝင်းရံပြီးတော့ကျွန်တော်တို့ကသုံးနေတယ်ဒါကြောင့်ဒီ video ထဲမှာကျွန်တော်ထည့်ပြောတာ AI နဲ့ဖန်တီးထားတဲ့လူသားဆိုတာအခုလက်ရှိအနေထားကိုပြောတာအဲ့ဒီအနေထားကိုမရောက်သေးဘူးဆိုရင်တော့မှ2026ထဲမှာကိုကအဲ့လိုလူသားတယောက်ဖြစ်အောင်လို့အရင်ဆုံးပြောင်းလဲဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ AGI ကလာတော့မယ် AGI အပြည့်အဝကြီးမဖြစ်ပေါ်လာရင်တော့မှ EGI နဲ့နှီးစက်တဲ့အရာတွေအခုဖြစ်ပေါ်နေပြီတချို့နေရာတွေမှာစပြီးတော့ဖြစ်ပေါ်နေပြီဒါပေမဲ့ EGI လုံးဝဖြစ်ပေါ်လာဖို့ဆိုတာအဲတော်တော်လေးကိုအချိန်ပေးရမယ်။ဘာကြောင့်လဲဆိုတော့ power source တွေ device တွေဟိုသူ့ရဲ့ energy source တွေကအများကြီးလိုသလိုသူ့ကိုလေပတ်ဖို့အတွက်ပစ္စည်းပစ္စည်းရတွေပဲပြောမလားပေါ့နော်။အလွယ်နည်းနဲ့ပြောရရင်အဲ့ဒါတွေကနည်းနည်းလေးအနေထားတစ်ခုထိလိုအပ်နေသေးတယ်။အဲ့တော့ AGI ဆိုတာဘာလဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ဒီနေ့အကြံဉာဏ်ရှင်းပြမယ်။ AGI ရဲ့သဘောတဘာဝက तू က artificial general intelligence AGI သည် narrow AI မဟုတ်တော့ကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ ChatGPT တို့ Gemini တို့ heavy တွေเนาะအရမ်းမိုက်နေတဲ့ကောင်တွေเนาะဒါပေမဲ့သူတို့ narrow AI မှာခေါ်သေးတယ်ဘာကြောင့်လဲဆိုတော့သတ်မှတ်ပြီးထားတဲ့ bound ထဲမှာပဲသူတို့ကလုံနိုင်တာခုနကျွန်တော်ပြောခဲ့သလိုပေါ့အသံဖန်နီးမယ်ဆိုရင်အသံဖန်နီးတာပုံဖန်နီးမယ်ဆိုရင်ပုံဖန်နီးတာအဲ့ထက်ကမှဟိုဒီချိတ်ဆက်တာလေးတွေအနည်းချင်းပါလာတယ်เนาะ Gemini ဆိုရင်ကျွန်တော်တို့ email တွေဝင်ထားသမျှအကုန်လုံးသွားစစ်တာကျွန်တော်တို့ inbox မှာဝင်ထားတဲ့စာတွေအကုန်လုံးစစ်ပြီးတော့ဘယ်သူကတော့ဖြင့် ဈေးဝယ်မဲ့သူဘယ်လိုလူမျိုးစားတော့ဖြင့်ဈေးမဝယ်မဲ့သူဆိုပြီး reasoning တွေလုပ်ပြီးတာစသည်ဖြင့်အခုလက်ရှိ AI အနေထားအဲ့လိုဖြစ်နေတယ်ဒါပေမဲ့ AGI ရဲ့ level ကအဲ့ level မဟုတ်ဘူး AGI ကို CEO တွေဥပမာပေးပြီးတင်စားတဲ့ပထမတစ်ချက်က AGI ဆိုတဲ့အဆင့်ဖြစ်လာရင်အဲ့ AGI ကိုပတ်စံပေးလိုက် Artificial General Intelligence ကိုပတ်စံပေးလိုက်အဲ့ကောင်ပတ်စံရှာပြီးတော့ပြန်လာရမယ်ဆိုတော့နားလည်နေပြီပတ်စံတသိမ့်ပေးလိုက်ရင်သိတရာတော့သူရှာလာလိမ့်မယ်အဆအဆုံး ကျွန်တော်မိတ်ဆွေဘာမှကိုတွားပြီးတော့ထည့်ပြီးစဉ်းစားနေကြရမလို့တော့သူ့ဟာသူ business idea တွေ research လုပ်မယ်သူ့သူဘာကုန်ပစ္စည်းတွေထုတ်ရမလဲဆိုတော့သူဖန်ပြီးမယ်အမြင့်ရတဲ့အထိရောင်းမယ်ဘယ်လိုရောင်းရမလဲဆိုတော့သူ့သူရှားပွင့်မယ်ပြန်ပြီးတော့ပတ်စံရှားလာမယ်အဲ့ဒီအဆင့်အဲ့ဒါ AGI ရဲ့အဆင့်နောက်တစ်ဥပမာတစ်မျိုး AGI ဆိုတဲ့သဘောတဘာဝကကျွန်တော်မိတ်ဆွေခင်ဗျာသူများအိမ်ကိုတွားပြီးတော့အဲ့ဒီ AGI ကအစအဆုံးတွားပြီး coffee ဝင်ဖြောနိုင်တဲ့အဆင့်ခုနကျွန်တော်တို့အရှိမ Artificial Intelligence ဒီအကောင်ကြီးမဟုတ်ဘူးစက်ရုပ်ကြီးမဟုတ်ဘူးဗျာကျွန်တော်တို့ ဒီ language model တွေဆိုတာလေစက်ယူကြီးမဟုတ်ဘူးအကောင်ကြီးမဟုတ်ဘူးသူဒီဖန်တီးထားတဲ့သဘောတဘာဝကိုကကျွန်တော်မိတ်ဆွေတခုခုစာရိုက်ထည့်မယ်နောက်ကွယ်မှာ neuron တွေပြီးမယ်ပြီးတော့ကျွန်တော်မိတ်ဆွေကိုစာပြန်ထုတ်ပေးမယ်ကျွန်တော်မိတ်ဆွေကဓာတ်ပုံလိုချင်တယ်လို့ရိုက်ထည့်မယ်သူနောက်ကွယ်မှာသွားလုံမယ်ရန်ရည်ရလဲပတ်မယ်ဓာတ်ပုံပြန်လာထုတ်ပေးမယ်အခုကလက်ရှိအချိန်ဒီမှာကဘယ်မှာသွားပြီးသုံးဆက်နေလဲဆိုရင်ဒီ LLM တွေကိုစက်ယူထည့်သွားထည့်လိုက်တာ robotic ကိုသွားထည့်လိုက်တာဆိုလိုချင်တာကဗျာဟိုကောင်ကအုံးနှောက်ပေါ့ artificial intelligence ဆိုအုံနောက်ဉာဏ်ရည်အတုပေါ့အဲ့ဉာဏ်ရည်အတုကသူ့ဟာနဲ့သူလဲပတ်နေတဲ့ယန္တရားတစ်ခုဒါပေမဲ့သူ့ကိုကျွန်တော်တို့ကစက်ရုပ်တွေ robot တွေတွေကိုထည့်တဲ့ဤပညာဟိုရင်ကြတာရှိတာကိုကျွန်တော်တကယ်ချင်းနေဆိုယူထားတာ robot major တွေယူထားတာအဲ့တော့သူ့အများဆုံးလုပ်တာ robot arm နေ robot arm ဆိုဒီစက်ရုပ်လက်တွေစက်ရုပ်လက်တန်တွေကစက်ရုပ်နေမှာဆိုရင်ဘလောက်ပုံစံနဲ့ဘယ်လို degree သွားမယ်ဘယ်နေရာမှာဘာတွေ့ရင်တော့ဖြင့်ချမယ်ဘယ်နေရာမှာဘာတွေ့ရင်တော့ဖြင့်ပြန်ပြီးတော့ကောက်ယူပြီးတော့ပြန်မမယ်အဲ့ဒါတွေအကုန်လုံးကိုဆန်ဆန်နဲ့ကင်မရာကနေမြင်ရရင်ဘာလုပ်ပါ အရှိမတက်တိုင်ရှင်ရက်နေပါနောက်ပြန်ဆုပ်ပါဟူကွေ့ပါဒီကွေ့ပါအဲ့ဒါဒီအားလုံးနဲ့ machine learning နေနဲ့ပေါင်းဆက်ပြီးတော့ artificial intelligence နဲ့ပေါင်းလိုက်တော့ AI နဲ့အဲ့ဒီခုနအပြင် robotic တွေနဲ့ပေါင်းလိုက်တော့စက်ရုပ်ကလေးတကောင်ကမသိရင်ဟိုတွက်သူပဲညာရင်ရှိနေတယ်လို့ဘာလို့လဲလမ်းသွားနေတဲ့ခွေးစက်ရုပ်လေးတွေ့ဘူးလားမသိဘူးခွေးလေးလေဒါမှခွေးနဲ့မတူတကယ်စက်ရုပ်ကြီးဖန်ပြီးထားတာသူဒီတော်ထဲမှာသွားပြီးတော့ပျောက်နေတဲ့အရာတွေကိုသွားပြီးရှာဖွေနိုင်တယ် can you la nine ne da bime agi ai ye a sin ga a lo mho hdaw သူသည်လူသားတဦးကဲ့သို့အစကနေအဆုံးအထိကိုကုန်စင်အောင်လို့ကိုစဉ်းစားနိုင်တဲ့အဆင့်ကျွန်တော်မိစွေတို့ Inside AI Channel ကိုတွက်ကြည့်မယ်ဆိုရင်နိ Inside AI မှာဒီတယောက်စမ်းထားတယ်သူ့ရဲ့ robot leader ကိုသူက ChatGPT ထည့်ကြည့်တယ်မတူအနောက်က robot တဲ့အဲ့ဒါကိုအသေးစိတ်ကြည့်ချင်းရင်တွားပြီးတော့ကြည့်လို့ရတယ်သူဘယ်လိုအုံနှောက်နဲ့ဘယ်လိုအလုပ်လုပ်လဲဘယ်လိုအဆင့်ကိုဖြစ်ပေါ်လာမလဲ အစတီဖြစ်မှာနော်အဲ့လိုမျိုးတွေကို testing လုပ်နေတဲ့အရာကိုကျွန်တော်မျိုးစိတို့ကြည့်နိုင်တယ် AI ဆိုတာအကောင်ကြီးမဟုတ်ဘူးလို့ကျွန်တော်အချိန်မှပြောထားသလိုပဲ AI ကအကောင်ကြီးမဟုတ်ဘူးနောက်ကွယ်မှာ neural network တွေနဲ့များစွာပြေးနေတယ်ကျွန်တော်တို့အုံနှောင်းလဲဒီလိုပဲ neural transmitter တွေနဲ့အလုံးပြေးထားတာကိုအဲ့တော့ processing အပိုင်းလို့ပြောလို့ရတယ်လေပတ်တဲ့အပိုင်းဆုံးဖြတ်တဲ့အပိုင်း reasoning လုပ်တဲ့အပိုင်းဒါပေမဲ့သူ့ကိုလက်တွေ့ဘဝမှာတကယ်တမ်းထည့်သွင်းအသုံးချဖို့တကယ်စက်ရုပ်တွေပေါ်မှာအဲ့ဒီအုံနှောင်းကြီးကိုကောက်ထည့်ပြီးလို့ရမလားအဲ့ဒါကိုအနည်းအထားတစ်ခုကြောင်အခုလက်ရှိ ခင်မှာဖြစ်ပေါ်နေပြီအဲ့တော့ EGI ရဲ့သဘောတဘာဝတစ်ခုကသူကလူသားတွေလုပ်ခဲ့တဲ့အရာကို mimic လုပ်တယ်ခေါ်တာပေါ့ဗျာကူးချတာပေါ့အဲ့ဒီသဘောတဘာဝအတိုင်းကူးချပြီးလိုက်လုပ်တာမျိုးအဆင်မဟုတ်တော့ဘဲနဲ့အစအနေအဆုံးအထိလိုက်ပြီးတော့တွေးနိုင်ခေါ်နိုင်စဉ်းစားနိုင်လုပ်နိုင်ကိုင်နိုင်အဲ့ဒီအဆင်ကိုကြီးညွှန်းတာအဲ့ကြောင့်ကျွန်တော်ခုနအရှိမဥပမာပေးထားသလိုတွေးပုံခေါ်ပုံမိုင်းဆိုရင်ပတ်စံဒီတသိန်းကိုတိတိယဖြောင်းဘယ်လိုလုပ်ရမလဲအစအဆုံးသူကသူတွေးသွားတာ physical သဘောတဘာဝဆိုရင်သူများအိမ်ထဲဝင်ပြီး coffee ဖြောတာအစအဲ့ဒီ level အဆင့်အထိကို တကယ်အပြင်က physical tools တကယ်ရန်နေရတွေဘိန်းတွေခလုတ်တွေလက်တန်တွေခြေတန်တွေအားလုံးနဲ့ပေါင်းစည်းပြီးတော့သွားပြီးတော့အဆအဆုံးလူသားတယောက်ကဲ့သို့ပဲစဉ်းစားရတယ်အဲ့တော့အခုလက်ရှိ ChatGPT Gemini စတာတွေကိုကျွန်တော်မိတ်ဆွေသုံးနေရဆိုရင်အင်းဘယ်လိုချက်ရမလဲကြက်သားဟင်းတစ်ပွဲဘယ်လိုဖြစ်ပေါ်လာမလဲသူတို့ recipe ရေးနိုင်တယ်လीရေးနိုင်တယ်ဒီအညွှန်းကဘယ်လိုကြက်သားဘယ်နှပိတ်တာစီရဘယ်ဘလောက်စားဘလောက်ချိုမိုးကဘလောက်စသဖြင့်အဲ့ဒါကိုသူစဉ်းစားနိုင်တယ် AGI အစ်စင်မှာမဟုတ်ဘူးမိဖို့ကြောင့်နဲ့မှအဆအဆုံးစဉ်းစားပြီးတော့ချက်ပြုတ်ပြီးတော့ကျွန်တော်မိတ်ဆွေကို physical product ဒီမှာကြက်သားဟင်းဆိုပြီးတော့ပြင်ဆင်ပေးနိုင်တဲ့အဆင့်ရှိသွားလိမ့်မယ်။နောက်ထပ်290လား280လားကျွန်တော်မသိဘူး။ဒါပေမဲ့ EGI နေအရင်ကိုထွန်းကားလာတဲ့အချိန်အဲ့ဒီ kick ကိုရောက်နေပြီဆိုရင်သူဘယ်လိုတော့ပြန်စင်းစားရမလဲဆိုရင်ဒီကောင်လူသားတွေလုံနေတာတွေကမှားနေတယ်သူတို့လုတာကဘာကြီးကိုရာသီဥတုကိုထိကိုက်စေတယ်လူလူညံ့ညံ့မှုတွေကိုဖြစ်စေတယ်အဲ့ဒီနီလန်မှားတယ်ဒီနီလန်ဒီလူတို့ဖြစ်တဲ့နယ်ဆိုပြီးတော့အဲ့ဒီ kick တောင်မှရောက်မှာကျွန်တော်တို့တက်တန်းနေမိမမိတော့မသိဘူးသူ့လူတွေပြောတယ်။ EGI ကကြောက်စရာမကောင်းဘူး။ ောက်ဆရာကောင်းသားက EGI ကကျွန်တော်တို့ဒီသူ့လောက်မတိဘူးဆိုတဲ့ကိစ္စကိုတတိထားမိလိုက်ရင်ကျောက်ဆရာကောင်းလာလိမ့်မယ်လို့တချို့လူတွေကစဉ်းစားစဉ်းစားပုံနေတွေးခေါ်ပုံနေကတော့အများကြီးပဲပေါ့ဗျာအဲ့တော့အဲ့ဒီ EGI ဆိုတဲ့ခကြီးကမရောက်ဘူးလားဆိုရင်အခုကျွန်မဆိုကြားတဲ့အတိုင်းပဲ CEO တွေအားလုံးပြောနေကြတယ် AI ဖန်တီးတဲ့တွေအားလုံးရည်မှန်းချက်က EGI အဆင့်ထိဆက်ဆက်အရာရာသူသားတယောက်ကဲတို့စဉ်းစားမယ်ဆုံးဖြတ်မယ်တွေးခေါ်မယ်လောက်ကင်မယ်ဆိုတဲ့ AGI နဲ့ဖန်တီးမဲ့အဆင့်တီကိုသူတို့ကုမ္ပဏီတိုင်းသွားနေတာ Open AI လည်းဒီတိုင်းပဲ Deep Sea လည်းဒီတိုင်းပဲ Gemini လည်းဒီတိုင်းပဲ Google လည်းအဲ့လိုပဲတွန်းနေတာလीသူတို့သွားနေတဲ့ရေမှန်းချက်ကြီးကအဲ့ဒီကိုသွားနေမှအရင်သိတာတယ် Google ဆိုရင်လည်းကြည်ကြည်ကြည်သူဓာတ်ပုံလုံးလို့ရတဲ့နေရာတနေရာဗီဒီယိုလုံးလို့ရတဲ့တနေရာတက်တက်စာရိုက်လို့ရတဲ့တနေရာ Gemini တက်တက်အခု Gemini မှာအကုန်ပေါင်းလိုက်တယ်မလားဓာတ်ပုံထုတ်ခြင်းလည်းဒီမှာပဲပြောတယ်ဗီဒီယိုထုတ်ခြင်းလည်းကျွန်တော်ဒီမှာပဲပြောတယ်အဲ့လိုလုပ်လို့ရတယ်လို့တနေရာနဲ့တနေရာနဲ့ချိတ်ဆက်လို့ရအောင်လို့ကျွန်တော်အရှိမ ြခဲ့တဲ့ automation တွေမလားအဲ့တော့ဒုတိယဖုန်းခေါ်မယ် reception ကနေ hello ဖုန်းကင်မယ်အဲ့ဒါ AI ကကင်သွားမယ်ဖုန်းကင်ပြီးတော့ booking တင်တာကိုစာရင်းသွင်းသွားမယ်ဘယ်နေ့ဘယ်အချိန်မှာအခန်းကတော့ပြည့်နေပါတယ်ဘယ်နေ့ဘယ်အချိန်မှာအခန်းကတော့မပြည့်နေပါဘူးဆိုပြီးတော့ calendar ပြက်ကလေးကိုလာပြီးစစ်ဆေးတယ်စစ်စီပြီးသွားရင် okay အခန်းတော့ရပါတယ်စေယုံပဲဖြစ်ဖြစ်ဟိုတယ်ပဲဖြစ်ဖြစ်ပေါ့နော်ဒီနေ့တော့အခန်းလေးရပါတယ်ရှင်ဒီနေ့တော့အခန်းလေးလူပြည့်နေပါတယ်ရှင်စသည်ဖြင့်အကုန်လုံးကို customer ကိုပြန်ပြီးတော့ပြောသွားတယ်အဲ့ဒီ process flow တစ်ခုလုံးကိုနောက်ွယ်မှာ AI က ဖန်တီးနေထိုင်ပြီးအဲ့ဒီထက်မြင့်ပြီးတော့ကြီးမားလာတဲ့ကိစ္စတွေကိုဒီကောင်နေဖန်တီးဖို့ရက်တက်နေမှာမဟုတ်ဘူးအဲ့ဒီ process AI ရန်နေရာကြီးတစ်ခုလုံးကိုအဲ့အတွင်းထဲမှာရှိနေတဲ့အရာကိုသူအပြောင်းဆွဲထုတ်မှာဆွဲထုတ်ပြီးတော့ reception မှာထိုင်နေတာစိတ်ယုတ်ကြီးဖြစ်ဖြစ်နေလိမ့်မယ်သူကိုယ်တိုင်ဖုတ်ောက်ကင်ပြီးဖြည့်နေလိမ့်မယ်သူကိုယ်တိုင်ဘူကင်းနေတင်းတင်းနေလိမ့်မယ်ပြီးမှသူကိုယ်တိုင်လိုအပ်တဲ့တန်ရှင်းရေးသွားလုပ်ရင်လုပ်နေလိုက်အဲ့ကြုံရင်ကြိုးလိုက်မယ်အဲ့လိုအဆင့်ကိုသွားနေတာသူတို့ရေမှန်းချက်ကအဲ့ဒီအနေထားကိုသွားနေတာဒါကြောင့်ကျွန်တော်မိတ်ဆွေတို့ကအခုယနေ့ခေတ်ကြီးမှာ internet ခေတ် social media ခေတ် အဲ့ဒီမှာရက်နေလို့မရတော့ဘူးကျွန်တော်တို့တွေ social media ပေါ်မှာ TikTok ပေါ်မှာ Facebook ပေါ်မှာ YouTube ပေါ်မှာကြိုက်တဲ့နေရာပေါ်မှာပျော်ရွှင်ပြီးတော့အရင်မရအဖက်မရတွေပေါ်မှာအချိန်ကုန်ခံနေလို့မရတော့ဘူးကျွန်တော်တို့ကလူသား AI နဲ့ဖန်တီးထားတဲ့လူသားတယောက်ကဲဆိုကျွန်တော်တို့တွေကုပြောင်းထားဖို့လိုအပ်နေတယ်ကျွန်တော်တို့က AI ခိုင်းတာလုပ်ဖို့လားဆိုမဟုတ်ဘူးကျွန်တော်တို့တွေအဲ့ဒီ AI tools တွေမှမြအကုန်လုံးကိုကျွန်တော်တို့ရဲ့အစွမ်းကျွန်တော်တို့ရဲ့ skill ကျွန်တော်တို့ရဲ့လက်နက်ကဲတို့အသုံးချတတ်ဖို့ဥပမာဆိုပါလို့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်အခုဗီဒီယိုရိုက် ဗီဒီယိုရိုက်ပြီးတော့ကျွန်တော် YouTube channel လုပ်နေတယ်เนาะအဲ့ဒါတွေကျွန်တော်စူးစမ်းနေတဲ့အချိန်မှာကျွန်တော်မှာ remote job ရှိတယ်အလုပ်ခေါ်ရတဲ့အလုပ်ရှိတယ်ဒူဘိုင်းက CEO တွေရဲ့အလုပ်တွေရှိတယ်ဒါပေမဲ့ကျွန်တော် debug computer မှာကျွန်တော်ခိုင်းထားတယ်လွတ်ထားပြီလားသူများရဲ့အချက်လက် data ဖြစ်လို့ကျွန်တော်ချမှတ်ပြတာအဲ့ဒါမျိုးကျွန်တော်မိတ်ဆွေတို့ publicity မှာလုပ်လို့ရတယ်လေ publicity ရဲ့ browser ကလုတ်ချင်တဲ့အရာကိုခိုင်းချင်တဲ့အရာကိုဒီဘက်မှာခိုင်းလို့ရတယ် publicity ထဲမှာ AI assistant ရှိတယ်ကျွန်တော်အခု browser ကိုဖွင့်ပြထားတယ်နိုင်ငံခြား CEO တယောက်ရဲ့အကောင့်ကိုကျွန်တော်ဖွင့်ထားတယ်ဒီနေ့တော့ဖြင့် group တွေ like join investor တွေရှိတဲ့ group တွေကို join ဘယ်သူတွေကဗာ post တွေ like and share လုပ်နေလဲအဲ့ဒါလေးတွေကိုအခု20တွားလောက်ထားလိုက်ကျွန်တော်ဒီဘက်မှာ comment ပေးထားတယ်ဆိုလိုချင်တာကကျွန်တော်တုံးတက်နေရင်ကျွန်တော်တို့တတ်တာတယ်ကျွန်တော်တို့အတွက်သူ့ကိုအတုံးချလို့ရတယ်အလုံးနှစ်ခုကိုဒီပိုင်းနဲ့လုပ်လို့ရတယ်အဲ့လိုပဲအလုံးသုံးခုကိုဒီပိုင်းနဲ့လုပ်ချင်လားရသေးတယ်လေသူ့ရဲ့ခေါ်တယ်မရှိတော့ကျွန်တော်ဘာစဉ်းစားမှမသိတော့ဘူး LLM တွေအများကြီးပဲ ChatGPT လား Gemini လား Grok လား DeepSeek လား Publicity လား Lighter မေးပြီးတော့ကိုယ့်ကိုယ်ပိုင်အထွေးခေါ်မှုနဲ့သူတို့ဆရာအချက်လက်တွေကိုဘယ်လိုအတုံးချမှာလဲ စာမွက်ဖြည့်နေရလားကျောင်းစာလုပ်နေရလားအင်ဂျင်နီယာကြီးလားဆရာဝန်ကြီးလားပရိုဂရမ်မာကြီးလားဘာဖြစ်ချင်တာလဲစီးပွားရေးပညာရှင်လား YouTuber ကြီးလားပြောချင်တာပြောဒါဒီအားလုံးကိုလက်နက်တစ်ခုအနေနဲ့အသုံးချတတ်ဖို့အရန်ကိုအရေးကြီးနေပြီမဟုတ်ဘူးဆိုရင်2026 2029ပြိုင်ပွဲကြီးအရန်ကြီးမှာတယ်ကျွန်တော်တို့အဆက်ဆက်ကျွန်တော်ကလေကျွန်တော်မိတ်ဆွေတို့တတိထားမိလားမသိဘူး ChatGPT တို့ DeepSeek တို့ Grok တို့စပြီးတော့ထောင်တက်လာတဲ့အခြေအနေမျိုးမှာ Google တော့တွားပြီကွာဆိုပြီးတော့ Google ဒီထိုးကြသွားမယ်လို့ထင်ထားတယ် Google Gemini နဲ့ပြန်ပြီးတော့ Nano Banana တွေဘာတွေညာနေねပြန်ပြီးတမပြလဲခေါ်အခု prediction ကိုကြည့်ကြည့် prediction ဆိုတာခန့်မှန်းထားတာပေါ့နော်အဲကျွန်တော်မိတ်ဆွေတွေ2026မှာဖြစ်ပေါ်လာမယ် Google ရဲ့အနေထားလူတိုင်းက Google ပေါ်မှာယုံကြည်မှုပို့ပြီးတော့ဖြစ်ထန်လာတယ်သူ့ရဲ့ Gemini ကအရန်မိုက်လာတယ်သူ့ရဲ့ဟိုခုန Flow တွေ VO3 တွေ Nano Banana တွေသူဖန်တီးထားတဲ့နောက်ွယ်ရဟာတွေအားလုံးကတခြား LLM တွေတစ်ထက်ရှင်ရင် Google အရန်ကောင်းလာတာဟုတ် အဲ့တော့သူ့ရဲ့ stock ကိုခံမှန်းလာတော့ကြည်ကြည် open ai နော်အောက်မှာနော်အဲ့တော့ဒီ video ရဲ့ခေါင်းစဉ်နဲ့ပဲပြန်ပြီးတော့ညီကုန်းချုပ်ရအောင်ကျွန်တော်မိတ်ဆွေ agi နေပေါ်မလာခဲ့မှာကျွန်တော်မိတ်ဆွေကိုတိုင်ကကျွန်တော်တို့ကိုတိုင်က ai နဲ့ဖန်တီးထားတဲ့လူသားတယောက်ဆိုပြီးကျွန်တော်တင်စားထားတဲ့အတိုင်း ai နဲ့ဖန်တီးထားတဲ့လူသားတယောက်ကဲ့သို့ဖြစ်နေရမယ်ဒါပေမဲ့ ai ရဲ့ထိန်းချုပ်မှုကိုကိုကခံမှာမဟုတ်ဘူးကိုကအဲ့ဒီကောင်နေအားလုံးကိုပြန်လဲထိန်းချုပ်ထားမှာရှင်းမြတ် ai tools အားလုံးကိုပြန်လဲထိန်းချုပ်ထားမှာနေရာတိုင်းမှာစီးပွားရေးပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ်ဗျာအရာရာဒီဘာနေမဲ့တောင်ဆိုစကားပြောရလဲဆိုရလက်နေပဲစကားပြောရတာကျွန်တော်မိတ်ဆွေစီးပွားရေးလုပ်လဲရလက်ပဲမျက်နေလားမမျက်ဘူးလားရှုံးနေလားပတ်စံနေအိတ်ထဲဘလောက်ဝင်နေလဲပညာရည်အများကြီးတင်ကြားတယ်စာရည်အများကြီးတင်တယ်အတတ်ပညာရည်အများကြီးတင်တယ်ရလက်ပဲခင်ဗျတင်ထားတဲ့ဟာပြန်တုံးလို့ရလားဒီကူတင်တဲ့တော့တည်းကူတက်လားတကယ်မကူတိုင်ဘာမှအလုပ်မဖြစ်ဘူးမလားရလက်စီကိုမြန်မြန်ရောက်အောင်လို့တွန်းပို့ပေးနိုင်တဲ့ skill set တွေကျွန်တော်တို့လက်ထဲမှာအများကြီးကြိုင်ထားဖို့လိုပါပြီအရင်အချိန်ကျွန်တော်တို့ကလေးဘွားတော်မှာလို့အဲအကြောင်းပြရတဲ့ Microsoft သင်တန်းတက်ရမယ်။ Excel တော့သုံးတက်ရမယ်။ PowerPoint တော့သုံးတက်ရမယ်။အဲ့လိုအတန်မဟုတ်တော့ဘူး။ Photoshop တော့သုံးတက်ရမယ်။ဘာညာအဲ့လိုမဟုတ်တော့ဘူး။ကျွန်တော်နိုင်ငံခြားကအလုပ်တည်နိုင်ငံခြားဆိုတာထည့်ပြောရဒီနေရာမှာကြီးကြီးကျယ်ကျယ်နဲ့ပြောတာမဟုတ်ဘူးဗျာ။ကြွားပြောတာမဟုတ်ဘူး။သူတို့ကလည်းခက်ရှိပြီ။သူတို့ကျွန်တော်ခိုင်းနေဆိုရင်ဘလို့ခိုင်းလဲဆိုရင်ငါဒါလိုချင်တယ်။အခုနောက်ပိုင်းဒါပဲပြောတော့တယ်။မင်းကမလုပ်ချင်တာတော့လုပ်။ငါလုပ်ချင်တာဒါ။ငါရချင်တာဒါ။ CEO အကောင့်နေဆိုရင်ကျွန်တော် Facebook လည်းခြံပြီးတယ်။ LinkedIn လည်းခြံပြီးတယ်။ YouTube တွေလည်းလုပ်ပြီးတယ်။ TikTok တွေလည်းလုပ်ပြီးတယ်။ အဲ့ဒီ CEO ကြီးတွေရဲ့ကိုစားသူတို့ကိုစားကျွန်တော်ပုံနေတင်ပြီးတယ်ပို့စစ်တင်ပြီးတယ်သူတို့တွေးပုံခေါ်ပုံတွေကိုကျွန်တော်လိုက်တွေးနေတကယ်တူပါမလားတကယ်သတိကြီးတွေတကယ်စဉ်းစားတဲ့ပုံစံနဲ့ကျွန်တော်လည်းတူပါမလားဒါပေမဲ့ကျွန်တော်မတိမင်းမိအောင်လို့ကျွန်တော်လိုက်ပြီးတော့လုပ်နိုင်တယ်အဲ့ဒါကြောင့်သူတို့ကျွန်တော်လက်လွတ်ပေးထားတယ်လွှဲပေးထားတယ်အဲ့ဒါတွေဒီဘာနဲ့လောက်တာလဲဆိုရင်ကျွန်တော်ဒီ AI နဲ့ဖန်တီးထားတဲ့လူသားတယောက်ကဲ့သို့အဲ့ညမှာဝင်အစားထိုးရတာဆိုလိုချင်တာကသူတို့လည်း ChatGPT ကိုသုံးတတ်တယ်ဗျာသူတို့လည်းဂျမနာကိုသုံးတတ်တယ်အဲ့ဒီကြားထဲမှာကျွန်တော်စုပ်ပလုံစီအောင်လို့သုံးတတ်တဲ့သူဖြစ်နေတဲ့အတွက် ကျွန်တော်မိတ်ဆွေခင်ဗျားဘယ်လိုဖြစ်နေမလဲဆိုရင်အရာရာကိုချိတ်ဆက်ပြီးနေတဲ့ automation တကောင်လုံးဖြစ်နေမယ်ကျွန်တော်အခုလက်ရှိအနေအထားမှာ AI ခက်မှာပုံလေးလိုချင်တယ်ကွာဝန်ထမ်းက AI ကောင်းတဲ့လူကတွားပြီးလုပ်ပေးတာ content တစ်ပုဒ်ဖန်ပြီးခဲ့ကွာတွားလုပ်ပေးလိုက်တယ် AI နဲ့သုံးပြီးတော့ video ဖန်ပြီးခဲ့ကွာတွားလုပ်ပေးလိုက်တယ် AI နဲ့သုံးပြီးတော့သူများ၃၅ရက်ကြာမဲ့ဟာကိုကျွန်တော်နိုင်ပိုင်းနဲ့ပြအောင်လို့လုပ်ပေးနိုင်တယ် AGI ခက်မှာကအဲ့လိုလူမလိုတော့သူ့အနားမှာအရန်ကောင်းတဲ့ personal assistant ကိုမှ AGI knowledge နဲ့ AGI performance နေနဲ့အကုန်လုံးနဲ့တန်းစီပြီးတော့ ထားတာမှာအဲ့ဒီအချိန်ကျရင်တော့ကျွန်တော်တို့ဘယ်လိုဖြစ်မလဲမသိဘူးတိုးတော့အဲ့ဒီခစ်ကိုမရောက်သိခင်ကာလမှာကျွန်တော်တို့တွေဒီ AI ကိုကောင်းကောင်းသုံးနိုင်နေသူဖြစ်ရမယ်ဒါကြောင့်မလို့ AI နဲ့ဖန်တီးထားတဲ့လူသားတယောက်ဖြစ်ပါစေတိုးတော့အဲ့ဒီ AI နဲ့အားလုံးကိုကိုယ်တိုင်ကထိမ့်ချုပ်ထားနိုင်တဲ့သူဖြစ်ရမယ်ကျွန်တော်တို့တွေဒီ AGI ခစ်ကိုရောက်ခဲ့ရင်လည်းသူကကိုယ့်ထက်ပိုတော်မှာတော့သိကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်မိတ်ဆွေစာအုပ်တစ်ထောင်ကို5မိနစ်အတွင်းမှာမဖတ်နိုင်ဘူး။အခုခေတ် AI တွေကစာအုပ်ပေါင်းတစ်ထောင်ကိုစက္ကန့်ပိုင်းအတွင်းမှာအကုန် PC ရောက်လို့ဖတ်နိုင်တယ်။သူ့မေးချင်တာပြန်ပေးလို့ရတဲ့အတွက် လူသားတယောက်က EGI ကို ရှင်ဖိုက်လို့မရလူသားတယောက်က AI ရဲ့မှတ်သားထားတဲ့အရာမှတ်ဉာဏ် processing အဲ့ဒီ speed ကိုလည်းအဲ့ဒီအမြန်နှုန်းကိုလည်းလိုက်ပြီးတော့ဖိုက်လို့မရဒါမဲ့ဘယ်လိုအခြေအနေရောက်ရောက်လူသားမှာမရှင်နိုင်တဲ့ကိစ္စရှိတယ်အဲ့ဒီအသိပညာကသူများကိုလွှမ်းခြုံနိုင်တဲ့အသိပညာအဲ့ဒါကြောင့်မလို့လူသားတွေကစိတ်ကြီးတွေကိုထိန်းချောင်းနေတာ AGI ခေတ်ရောက်လည်းဒီလိုပဲကိုကသူတို့ထိန်းချုပ်နိုင်တဲ့အတတ်ပညာတော့ရှိအောင်မှအသိပညာတော့ကြံအောင်မှဘယ်နေရာမှာခလုတ်ပိတ်ချရမယ်ဆိုတာတော့သိအောင်မှမဟုတ်ရင်တော့ အဂျီအကများကိုပြန်ပြီးတော့အားဒီကောင်ကိုနေသုံးမကြဘူးကိုနေလုံနေမကောင်ဖဲ YouTube ဆိုလေကိုနေပြောနေတာမကောင်ဖဲကျွန်တော်လည်းပြောလိုက်တော့မယ်အဲ့ဒီခစ်ကိုရောက်လာမှာ AI ကိုမိထားလို့မရဘူးသူဒီကျွန်တော်တို့ခစ်ကာလာ GC ကြောင့်လည်းအတင်းယူထိုးဝင်လာပြီကျွန်တော်တို့ရဲ့အရာရာအားလုံးကိုစတင်ပြီးတော့ပြောင်းလဲနေပြီအဲ့ဒါဒီကြောက်စရာလည်းမဟုတ်ဘူးတချို့နီးပညာရေးနေရာမှာဝန်တာစရာတော့ဖြစ်နေသေးတယ်ခွဲစိတ်မှုတွေစေဝါအတိတ်ချာဖွေတာတွေအများကြီးပဲကောင်းလာတဲ့နေရာတွေအများကြီးပဲကျွန်တော်တို့မမြင်ဘူးသေးတာပဲရှိသေးတယ်အဲ့ကျွန်တော်မိတ်ဆွေတို့အခုထပ်ပို့မှုပြီးတော့လေ့လာနိုင်ပါစေလို့ပြောလိုက်ပါတယ်